ုလာမဲ့ဗုဒ္ဓဟူးနေ့ညမှာကောင်းကင်ယံမှာ လာမင်းကြီးဟာပုံမှန်ထက်အနည်းငယ်ပူကြည့်ပြီးပိုမိုတောက်ပနေတဲ့ယခုနှစ်ရဲ့အနီးကပ်ဆုံးစူပါလာ closest super moon ကိုမြင်တွေ့ရမှာဖြစ်ကြောင်းသိရပါတယ်ခင်ဗျာလာဟာကဘာကိုစက်ဝိုင်းပုံစံတိကျလက်ပတ်နေခြင်းမဟုတ်ဘဲဘဲဥပုံစံလက်ပတ်နေတာကြောင့်တစ်ခါတရံကဘာနဲ့ပုံမိုနီးကပ်လာတတ်ပါတယ်စူပါမွန်ဆိုတာဟာလာပြေဝန်ဟာ ၎င်းရဲ့ပတ်လန်းကျောင်းမှာကဘာနဲ့အနီးကပ်ဆုံးအနေထားကိုရောက်ရှိလာတဲ့အခါဖြစ်ပေါ်လာခြင်းကိုဆိုလိုပါတယ်။ NASA ရဲ့အဆိုအရစူပါလာဟာတစ်နှစ်တာအတွင်းအဝေးဆုံးလထက်14ရာခိုင်နှုန်းအထိပိုကြီးပြီး30ရာခိုင်နှုန်းအထိပုံပိုတောက်ပနေနိုင်ပါတယ်။ယခုနိုဝင်ဘာလအတွင်းမှာဖြစ်ပေါ်မဲ့စူပါလာဟာယခုနှစ်တွင်ဖြစ်ပေါ်တဲ့စူပါလာ၃ချိန်နဲ့ဒုတိယမြောက်စူပါလာဖြစ်ပြီးအနီးကပ်ဆုံးအဖြစ်မှတ်တမ်းတင်ထားပါတယ်။ လဟာကဘာမြင်နဲ့မိုင်ပေါင်း232000ကီလိုမီတာ3,500အောက်အနည်းငယ်ကွာဝဲသောအနေအထားသို့ရောက်ရှိလာမည်ဖြစ်ပါတယ်။စူပါလဖြစ်ပေါ်စဉ်မှာကဘာနဲ့ပုံမနီးကပ်သောကြောင့်ဒီရေလိုင်းများဟာအနည်းငယ်မြင့်တက်နိုင်တော်လဲခြားနားမှုမှာတိတိတတ်တာမရှိနိုင်ကြောင်းလက်ခတ်တာဗေဒပညာရှင်လော်ရင်ဝါဆာမန်ကပြောကြားခဲ့ပါတယ်။စူပါလကိုကြည့်ရှုရန်ကောင်းခင်ကြည်လင်နေပါကအထူးပစ္စည်းကရိယာလုံးဝမလိုအပ်ပါဘူး။ သို့တော်လဲလရဲ့အရွယ်စားပြောင်းလဲမှုကိုမျက်လုံးဖြင့်ဓာတ်ရိုက်ခွဲခြားသိမြင်နိုင်ရန်ခက်ခဲနိုင်တယ်လို့ဆိုပါတယ်။ဒီလိုကွာခြားချက်မျိုးကိုအခြားတပ်ပုံတွေဒါမှမဟုတ်လိလာချက်တွေနဲ့နှိုင်းရှင်ကြည့်တဲ့အခါမှာပိုပြီးရှင်းရှင်းလင်းလင်းသိတာပါတယ်။ဒီခုနှစ်တွင်စူပါလာဖြစ်ပေါ်မှုမှာအော်တိုဘာလာမှာတစ်ချိန်ဖြစ်ပေါ်ခဲ့ပြီးဒီဇင်ဘာလာမှာနောက်ဆုံးတစ်ချိန်ထပ်မံမြင်တွေ့ရအောင်မှာဖြစ်ပါတယ်။ထိုင်းနဲ့မြန်မာနိုင်ငံတစ်ခုစလုံးမှာလည်းစူပါလာကိုမြင်တဲ့နိုင်တဲ့နေရာများမှာပါဝင်လာကြအောင်ကောင်းကင်ရှင်နေသာကောင်းပုံမှာက ကြည့်ရှုလေ့လာနိုင်မည်ဖြစ်ကြောင်းတင်ပြလိုက်ပါတယ်ခင်ဗျာ Burma Independent Voice